။အမေရွေးကောက်ပွဲကိုတော့တောက်မထောက်ကမနဲ့အတီမကြည့်ပါနဲ့ကောက်ွက်ပေးပါမယ်။သူတို့ကတော့တရားဝင်လို့ထင်တယ်။ဘာမှတရားဝင်ဖို့ဒီမဟုတ်ဘူး။ကဘာမှာသူတို့သားလေးအမြင့်မြတ်ဆုံးသောပယ်ရှင်စာရေးစစ်တိုက်သူများငပြောဦးစာရေးစစ်တိုက်သူများဆိုတဲ့သူတွေပေါ့။လွတ်လပ်ပြီးတရားမျှတဲ့ရွေးကောက်ပွဲကိုဒီနေ့ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မဲ့သူတွေကျွန်တော်တက်ကစက်ခုံနဲ့ရှိသေးတယ်။တမလို့ရေးချစ်လို့ဗျာနှစ်ပေါင်း80လောလောဟာတမလို့ရေးရမြန်မာနိုင်ငံရေးကိုကောက်ဆောက်ရလာတာဟိုချုပ်အောင်ဆန်းရေတမီမှန်တယ် တိုးတော်နိုင်ငံခြားမှာသူဟာစင်ရသာအခြေခံလူရန်းစားအမျိုးသမီးတယောက်ထက်မပို့ဘူးအားလုံးပဲမင်္ဂလာပါရွှေ family မှပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့သာရစ်ခဲမင်းလေးကိုခွဲလို့ရဲ့ဝေးစင်ပြေတနေရာရောက်နေတော့လဲခွဲ မင်းလေးလေးမစိတ်အောင်နေမတော်တော်တော့ဘွားရဲ့ယောက်ျားလာနေမယ်ဟိုးရှိတဲ့မေတုသာပိသာရံရွယ်မင်းသမီးတို့ဝတ်တည်ရမယ်အရမ်းကြီးရဲ့လူမျိုးတစ်သက်ကိုပေးကမေလိုလက်တော်ကြည်ပါမယ်ကျွန်တော်မိသားစုတွေမြေဝန်းလေးတွေကိုမြင်မိလားဗျအားလုံးကတိမ်ငယ်စိတ်လေးတွေနဲ့အားငယ်စိတ်ကလေးတွေနဲ့လွမ်းစွတ်နေတဲ့စိတ်ကလေးတွေနဲ့ ီညင်အောင်လေးတွေပြောအောင်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်။ဦးစွဲပုံပြပြပြမယ်နော်။ဟိုးရှေ့ရှေ့2021တော့တော့နောက်နေစတဲ့ပေးရတဲ့ကောင်လက်ပေါ်ထွက်ခဲ့တနက်ကမိုးပေါ်ထောင်ပြမှုမဟုတ်ဘူးဆိုပြီးတော့မှလက်နဲ့အားကိုးနဲ့အနိုင်ကျင့်ခဲ့တဲ့ standard army ကြီးဆိုတာမြန်မာပြည်မှာရှိတဲ့ standard army ကြီးอ่ะ ကဘာမှာသူတို့သားလင်အမြင့်မြတ်ဆုံးသောပယ်ဟင်စာရေးစစ်တိုက်သူများငပြောဥစာရေးစစ်တိုက်သူများဆိုတဲ့သူတွေပေါ့ကဘာမှာသူတို့ကသာလင်တက်ခိုက်ရေးကိုနားလည်ပြီးတော့မှတတိရှိဆုံးသူရဲ့ကောင်းကြီးများနဲ့စုဖွဲ့ထားတဲ့မြမတက်မတော်ကြီးပေါ့နော်အဲ့ကနေပြီးတော့ပြည်သူတွေကိုကြောချလို့ဓမြမှန်းသိတော့ပြည်သူတွေကမခံမရနိုင်ဖြစ်ပြီးတော့မှຫນွေဦးတော်လန်ရေးဆိုတဲ့တော်လန်ရေးတွေရဲ့ပေါ်ပေါက်လာတယ်ပေါ့နော် အဲ့လိုဒေါ်လာရည်တည်းပေါ်ပေါက်လာပြီးတဲ့နောက်၄နှစ်၅နှစ်ကြာတဲ့အခါမှာသူရဲကောင်းမြမတက်မတော်ကြီးရနေပြီးတော့မှနိုင်ငံရေးသံတမန်စာပြဖြစ်သွားတယ်တဲ့။နော်တရုတ်အာကုန်းနဲ့နိုင်မျိုးတွေရွာတွေတရုတ်အာကုန်းနဲ့သိမ်းပိုက်ထားတဲ့မျိုးတွေပြန်တောင်းတယ်။ပြီးလို့ရှိရင်တရုတ်အာကုန်းနဲ့ပဲစစ်တိုက်ပြပြအောင် လုပ်ပြီးတော့မှမျိုးတွေပြန်တောင်းတယ်။အဲ့တော့၄နှစ်သားပြည်သူ့ကာကွယ်ရေး တက်မတော်ဘူးမနေနေနိုင်တဲ့အပြင်နိုင်ငံရေးသံတမန်စာနော်ဟိုနိုင်ငံရေးခွက်ခေါက်များမျိုးရွာလေးကိုခွက်လိုက်ခေါက်နေတဲ့ခွက်ခေါက်များဖြစ်သွားလေသည်ဆိုတဲ့ပုံမြင်လေးကိုတောင်းလူတွေသိအောင်လာပြီးတော့မှပြောပြတာပါနော်โอเคကိုဆွဲဂျေဇုထူးတင်နဲ့290ကြော့ကြာတိဆောက်ထားတယ်အဲစစ်ခွေးစတန်းဒီတက်မတော်ကြီးဟာကျွန်တော်တို့လေးနဲ့သားလေးတွေကိုအပုံးပုံးလဲလဲရှုံနှိမ့် မตาပေါ်နေတာအဲ့ဒါဘာကြောင့်လဲကျွန်တော်တို့မှာစိတ်တက်ခံယူချက်ရှိတယ်ဒါလေးပဲကွာလွတ်လပ်ပြီးတရားမျှတဲ့ယူကော့ပွဲကိုဒီနေ့ကုန်ပိုင်းမှာကျွန်တော်ဆောင်းလုပ်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ရှင်းပြပါမယ်လွတ်လပ်ပြီးတရားမျှတဲ့ယူကော့ပွဲကိုဒီနေ့ကုန်ပိုင်းမှာကျွန်တော်ဆောင်းလုပ်မယ်ဆိုတဲ့အကြောင်းအိန္ဒိယမရှိတိတ်ခါမရှိဒါလားတိုင်းပြည်ခေါင်းဆောင်တွေးကြရလူကိုတွိုင်းဖိပြ သူ့ကိုချစ်မှန်းမသိမချစ်မှန်းမသိတကယ်အောက်တန်းစာပေါလော့ဘဲစာလူကြည့်တော့ဘေးမမီဓာတ်မမီအဲ့လိုလူကကျွန်တော်တို့တန်း90တော့ပြည်သူတွေကိုအုပ်ချုပ်ချင်သေးတာနိုင်ငံကမြန်မာပြည်သူပြည်သားရဲ့အသည့်ကိုကျွန်တော်ခုပြောပြတာ။ဟဲ့ပြော။ကုတ်တဘုံတွေထားနေရပြက်မလား။ဟွန်း။ဒီကနေ့တဘုံတွေမပြောနေရပြက်။အရင်ဂျပန်ဖက်ဆေးခေတ်တုန်းကဘုဇွန်ဆန်ဓာရီနဲ့တာ ဂျပန်တွေအရင်နေခဲ့ပြီမြန်ဂျပန်တွေကျွန်တော်တို့မြန်မာနိုင်ငံဒေါ်လာလည်းမရှိဘူးနော်အဲနှစ်ပေါင်း80လောက်လောက်ဟာတက်မလို့ကြီးဟာမြန်မာနိုင်ငံကြီးကကစားရှောက်လာတာအဲနှစ်ပေါင်း80လောက်လောက်ပြည်တွင်းတပုံတွေထားနေအချိန်မှာတော့ကျွန်တော်တို့တက်မလို့ကြီးကိုတိုက်ထုတ်လို့မရခဲ့ဘူးညအင်းအနည်းအနည်းမှပေါ်လာတဲ့ပီရက်ဗားတဲ့အမေသားသမီးမတီးပါဘူးဆိုတဲ့ပါဝင်ကြတယ်အဲကျွန်တော်တို့ခုပြောမယ်နော်ကျွန်တော်တက်က၁၇ရက်ရှိသေးတယ် ကင်မရာကြီးချစ်လို့ကပြန်ထောက်အောင်အေးစေးနေလို့ရနှစ်နှစ်ပဲတောင်းထမ်းဆောင်အောင်ခင်ဗျားတို့တော့တဲမှာပေါောင်းနေကြမလို့တီးဖို့သက်ဆက်ခွန်နဲ့တဲ့နော်ဆောင်းကြွအနေမင်းအရှိရအကောင့်လေးဘလိုတွေမตาပေါ်တယ်ဘလိုတွေအလန့်ဖြူထောင်းတယ်ဘလိုတွေလက်နဲ့ချတယ်ဆိုတာမင်းနည်းနည်းပပစဉ်းစားလမ်းအောင် 290ကြောကြာတိုင်းပြည်ကိုစောင့်ရှောက်လာတာမို့တိုင်းပြည်ရဲ့ရှိသမျှမြေပေါ်မြေအောက်တရားစာတကိုကိုးယူရောင်းစားနေလို့မင်းတို့ဆက်ခွေးလူတစုဒီချိန်မှာတကယ်နိုင်ငံမှာတော်ဝမ်းတော်တူချမ်းသာနေတဲ့အကောင့်လေးကြီးပဲကိုမေကိုကျွန်းဖြစ်တဲ့ကောင်ဖမ်းပြီးမှဒီစောက်ခွက်ကိုကြီးကျင်သေးတယ်ကျွန်တော်မိသားစုတွေမှတ်ထားပါညီနောင်သွေးချင်းတွေအမေရွေးကောက်ပွဲကိုတော့လုံးဝလုံးဝဖတ်ကြည့်ပြီးပါထောက်ထောက်ကမှနဲ့အတူပြုပါနဲ့တောက်ွက်ပြီးပါတယ်သူတို့ကတို့တော့တရားဝင်လို့ထင်တယ်ဘာဖြစ်မှတရားဝင်ပေါ်သေးမဟုတ်ဘူး ဥပမာငယ်ပြောရင်တော့မြန်မာပြည်နဲ့ပတ်သက်ရင်ခြံစည်းကိုဆောင်ထားတဲ့အဆင့်မရှိဘူး။အဲ့ဒါကိုတို့ကငါကတော့လည်းအာဒီဖော်ရှင်ချက်ဥတွေတကူကိုအတင်းရေးဆွဲထည့်တယ်ပြီးလည်းပြောအာရွေးကောက်ပွဲအတင်းချက်ပါပြီးတော့တို့ကတို့တီးပြောင်းကြိုးစားတယ်မြန်မာပြည်ကိုဒုက္ခကောင်းကောင်းပေးတဲ့အာမဲရွေးကောက်ပွဲကိုတော့လုံးဝလုံး Okay ဒီလိုစကားတွေကိုပြောရဲတာငါကောင်ကြိုက်တယ်များများစော်ပေးနော်စော်ပေါင်းအောင်မင်းကိုစောင့်နေတယ်အဲထဲမှာသူတယောက်တည်းပြင်းလို့အဆင်မပြေဘူးတဲ့ เนาะจောင်မျိုးမင်းကိုလွတ်ပေးကြပါတဲ့ကဲဒီမှာအမေတော်အောင်ဆန်းစုကြည်ကို ပြောထားတဲ့အန်ဒီတီကဘာပြောလဲဆိုတော့နားထောင်ကြည့်ပါเนาะလူတွေကမြန်မာနိုင်ငံကပြည်သူတွေကထင်ကြတယ်เนาะအမေစုကိုအမေစုကเนาะตาနှစ်ယောက်နဲ့ယောက်ျားကိုပြစ်ပြီးတော့မြန်မာနိုင်ငံအတွက်ကိုအနစ်နာလာခံတယ်လို့လူတွေကထင်မြင်နေကြတယ် ယူဆနေကြတယ်မြင်နေကြတာခေနေမြင်နေကြတာเนาะရှင်တို့ကျမတအားသနာတယ်ကိုနဲ့ပဲနိုင်ရှိကြည့်ကဲတအားသနာတယ်တဲ့เนาะအဲ့တော့နားမှာကြည့်ရဗာရင်သနာလဲဆိုတော့ဒီလေရှင်တို့ကိုကျမပြောမယ်အမေစုမြန်မာနိုင်ငံကိုစလာတဲ့ဓာတ်ပုံကိုလူတိုင်းမြင်မှုမှာပေါ့เนาะမြင်မှုပါတယ်ဟုတ်ပါတယ်အမေစုဟာမြန်မာနိုင်ငံမှာဘ ෝජ ုအောင်ဆန်း ရဲ့တမီမှန်တယ်သို့တော်နိုင်ငံခြားမှာသူဟာတာမန်အရက်သူစင်ကြေဘုံရက်ကွက်မှာနေတဲ့အမျိုးသမီးတယောက်ပဲစင်ရသာအခြေခံလူရန်စားအမျိုးသမီးတယောက်ထက်မပို့ဘူးเนาะအမေစုနိုင်ငံခြားမှာနေတာသူ့ရဲ့ယောက်ျားကလည်းចောင်းစီယာအဲရစ်ကလည်းဒါနဲ့တာမန်ပြည်သူအခြေခံလူရန်စားစင်ကြေဘုံရက်ကွက်မှာနေတဲ့အခြေခံလူရန်စားတယောက်ရဲ့မိန်းမအဲ့ဒီဘဝအဲ့ဒီအစ်စ်တန်းတဲ့ ဘာမှမပို့ဘူးတောင်ဆန်းစုကြည်အခုသူပြောတာမပို့ဘူးဆိုတာဟုတ်ပါလားတောင်ဆန်းစုကြည်တက်ခဲ့တဲ့ outsport တက်ကလို့ဆိုတာကဘာပေါ်မှာလူတိုင်းအိမ်မက်မက်တဲ့တက်ကလို့နော် outsport တက်ကလို့ကနေထွက်သွားတဲ့နိုင်ငံခေါင်းဆောင်တွေထင်ရှားကြော်ကြားတဲ့တူတွေဘလောက်ရှိတယ်ဒီတော့လို့တော့မနိုင်ဘူးတောင်ဆန်းစုကြည်တို့မိုက်ကယ်အဲရီတို့နေခဲ့တဲ့အိမ်တွေ့ဘူးကြတယ်နော်နော်ကြည့်ဝဆန်းနှောင်း သူ့ကိုဒီနေထိုင်တဲ့အစိုးရကလည်းဟာမြန်မာနိုင်ငံကဘူဂျိုအောင်ဆိုင်ရဲ့တမီးကြီးပဲဆိုပြီးတော့မှဘယ်သူမှသူနေတဲ့နိုင်ငံကအစိုးရအဖွဲ့စည်းရတယ်သူ့ကိုမျက်နှာသာမပေးဘူးအဲ့ဒါကြောင့်လဲသူဟာလင်းယူသားမွေးပြီးတော့မှအိမ်မှုကိစ္စကိုလုပ်နေမိမတယောက်ဖြစ်တယ်သူ့ဘဝကိုသူနားလဲမြန်မာနိုင်ငံကိုပြန်လာတော့88အရေးခင်းတဲ့ဂျုံနဲ့သူ့အမေကျမ်းမာရေးတော့ကို နော်ဒေါခင်ကြီး ကျမရဲ့အတွက်ကိုသူပြန်လာတယ်ပြန်လာတဲ့အချိန်မှာ88အရေးခင်90 88 90အရေးခင်နေနဲ့ကြုံတဲ့အချိန်မှာเนาะចောင်းသားကောင်းကောင်းတွေရလေเนาะတည့်ရမလား88 channel ဟိုအရင်က community ဟွာတွေဘဂဝါတွေရလေတောင်ဆန်းစုကြည်ကိုအတုံးချလိုက်တာဗိုလ်ချုပ်ရဲ့သမီးဗိုလ်ချုပ်ရဲ့သမီးဆိုတဲ့နာမည်လေးနဲ့ကောက်ပြီးတော့မြောက်တင်လိုက်တဲ့အခါမှာသူကရွေးချယ်လိုက်တယ်ချော်လဲရောထိုင်လိုက်တာသူ့ရဲ့ရွေးချယ်မှု သူရွေးချယ်လိုက်တာသူ့ရဲ့အတ္တဟာတအားကြောက်စရာကောင်းတယ်ရှင်တို့သေချာစဉ်းစားကြည့်နော်တားနှစ်ယောက်နဲ့ယောက်ျားကိုတောင်ပြစ်ပြီးသူ့ရဲ့အောင်မြင်မှုသူ့ရဲ့ကြော်ကြားမှုနော်သူ့အောင်မြင်လို့မှုသူ့ကြော်ကြားလို့မှုသူစည်းစိမ်ချမ်းသာနဲ့ထေပေါ်ကြော်ကြားလို့တဲ့စိတ်တစ်ခုကြောင့်ခေါင်းဆောင်ဒါအရေးအချင်းမှမရှိဘဲနဲ့နော်နိုင်ငံရဲ့အရေးနိုင်ငံရဲ့အခင်အကျင်းဘာတစ်ခုမှမသိဘဲနဲ့ဘာအရေးအချင်းမှမရှိဘဲနဲ့ဟိုဘယ်လိုပြောရမလဲဆိုတော့ကျမတို့ ဟောဒုက္ခပဲเนาะဒါကြောင့်မလို့အဲ့ဒီကိုယ့်ရဲ့အောက်မှာလေမှန်လေးတစ်ချောင်းတွေ့တယ်။ဩတူလဲတဲ့ तू မှရှိတယ်လောက်အတ္တိတရားနဲ့ तू မြင်တာလေတဲ့။ तू မှအတ္တိတရားကဒီလောက်လေးပဲရှိလို့ဒီမိမဒီစကားကိုပြောတာပါတဲ့။အဲ့မှန်ထားတဲ့မှန်လေးကယဉ်ကျေးလေးပါ။ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ဒီမျိုးသမီးကိုတော့ကျွန်တော်ချီးကျူးရတခုရှိတယ်။ဒါကဘာလဲဆိုတော့စကားပြောတဲ့နေရာမှာအမေစုလို့ခေါ်ပြောတယ်။ရဲရဲဆိုင်ဆိုင်မတုံတုံဘူး။အဲ့ဒီအတွက် ဒီဒေါ်သန်းစုကြည်ကိုတိုက်ခိုက်စော်ကားတဲ့သူတွေအားလုံးဟာအဲဒေါ်စုဆိုတဲ့စကလုံးတုံးပြီးတော့စစ်ဘုံကျုံတုံးခဲ့တဲ့စကလုံးပေါ့နော်ရိုင်းရိုင်းဆိုင်ဆိုင်မိုက်မိုက်ရိုင်းရိုင်းနေဒေါ်သန်းစုကြည်ကိုတုံတုံးနဲ့ခိုင်းနိုင်နေစော်ကားတယ်ဒါပေမဲ့သူ့ကိုဒီတစ်ချက်ကတော့ကျွန်တော်လေးစားတယ်နော်သူတာလူပိတတယ်လို့ကျွန်တော်ယူဆရတယ်ကိုယ့်ထက်အသက်ကြီးတဲ့လူပိရောက်ကိုဝင်းနေကပြောသလိုအမြင်ချင်းမတူရင်တော့မတူမရိုင်းဆိုင်ဆက်နားအောင်ပြောပါနော်ပြီးမှကျွန်တော်ပြောတော့ဟုတ်သေးမှာဟိုမောက်ပေါက်ချမ်းရှင်းမရင် ဖြစ်တယ်လို့ပေါ့နော်ဘောင်ပေါက်ကျန်းရှင်ဘီရင်ဖြစ်တယ်လို့ကြောက်ပြရပါမှာငပြင်းဘီရင်ကအိတ်နေလိုက်တာဟိုကြောက်ပြရပါမှာသွားအိတ်နေလိုက်တော့ဘီရင်ဖြစ်သွားတယ်လို့ပေါ့နော်ဘောင်ပေါက်ကျန်းရှင်ဘီရင်ဖြစ်တဲ့ကဲ့သို့ပဲသူကြော်ကြားလို့မှုသူပိုင်ဆိုင်လို့စိတ်တွေပြင်းပြီးသားနဲ့ယောက်ျားကိုဆုံးခဲ့တာမြန်မာနိုင်ငံအတွက်အနစ်လာလာခံတာမဟုတ်ဘူးနောက်ဗီဒီယိုမှာဆက်ပြောမယ်နောက်ဗီဒီယိုမှာဆက်ပြောမယ်ဆိုတော့နားထောင်စရာလည်းမလိုတော့ပါဘူးဒါလို့ဆိုလို့ရှိရင်ဒီအရေးချင်းကိုကြည်တာနဲ့တိတယ်နံပါတ်1မတိတာက ဒေါအောင်ဆန်းစုကြည်ရခဲ့တဲ့ဘွဲ့ဘယ်နှဘွဲ့လဲကြည်ပါအဲ့ဒီထဲမှာအောက်စဖို့တက်ဂရိုကနေရခဲ့တဲ့ဘွဲ့အဲ့တော့အဲ့ဒီဘွဲ့ဟာတော့ဒီနှစ်ခေတ်လာခေတ်ကိုလည်းကျွန်တော်တို့ကပြန်ကြည့်ရတယ်ဒေါအောင်ဆန်းစုကြည်လို့ဒီအောက်စဖို့တက်ဂရိုကရတဲ့ခေတ်ကြီး88အရှိပိုင်းရရအဲ့တော့88အနောက်ပိုင်းမှာတော့မှဘွဲ့တစ်ခုရတဲ့လူဟာဘလောက်ထိလူရဝင်လဲ ဒါလေးကိုလည်းပြန်နဲ့သုံးသပ်ကြည့်ပါเนาะကျွန်တော်88နောက်ပိုင်းတော့88အရှိပိုင်းတော့မဟုတ်ဘူးအဲ့တော့88နောက်ပိုင်းမှာမြန်မာပြည်မှာပဲဘွဲတစ်ခုရထားတဲ့သူဘီအေရောအမေရောတော့ BSC လို့စတဲ့ဖြစ်ဘာဖို့ပဲဖြစ်ဖြစ်ဘွဲရတဲ့အထိပညာတင်ထားတဲ့လူတယောက်ပါဘလောက်ထိလူရောင်းဝင်လဲအလုံးပြီမှာပါအဲ့တော့ဒေါအောင်ဆန်းစုကြည်ကဘာသာစကားရိုးကျွမ်းကျင်ပိုင်နိုင်ဆိုတာပြောတတ်တယ်ပြီးလို့ရှိရင်တူရခဲ့တဲ့ဘွဲတွေထဲမှာ ဒီအဖို့ရရတဲ့ဘွက်တခုတည်းပဲတွက်ကြည့်အောင်အဲ့တော့ဒေါ်စန်းစကြီးတာမန်လူရန်းသားဖြစ်မှာကဲအဲ့ဒီခေတ်ကိုမပြောနဲ့ဗျာအခုဒီနေ့ခေတ်ဒီနေ့ခေတ်အိန္ဒိယချင်းထိုင်းနိုင်ငံမှာတာမန်လူရန်းသားကျွန်တော်မြန်မာပြည်သားတွေလာနေကြတယ်အဲ့ဒီအချိန်မှာထိုင်းမှာကြောင်းတက်တဲ့လူတွေလည်းရှိအဲ့တော့ကျွန်တော်တို့အခုကျွန်တော်တို့ကတာမန်အလုပ်ဓမ္မပေါ့နော်ကျွန်တော်တို့တာမန်အလုပ်ဓမ္မနဲ့ထိုင်းမှာကြောင်းတစ်ခုတက်ပြီးတော့ထိုင်းနိုင်ငံအမြင့်ဆုံးကြောင်းနော်ဒါအောက်ဆိုဆိုအမေရိကန်အမြင့်ဆုံးပေါ့နော်အဲ့တော့အဲ့တော့ ចောင်းကိုអោសុតាកបាနဲ့ឈិនပြီးတော့ပြောလို့ရရနော်ថាកបាနဲ့မឈិនទេ ਊ ថៃမှာပဲថៃနိုင်ငံအမြင့်ဆုံးတက်ကလို့တခုခုကဘွဲရွားတဲ့လူတယောက်မြန်မာပြည်သားတယောက်ငယ်ကျွန်တော်တို့လို့តាមန်အလုံလာလုတ်တဲ့តាមန်နေထိုင်တဲ့လူတယောက်ငယ်ဘလောက်กว่าဘလောက်กว่าအဲ့ဒါလေးပဲမြင်အောင်ကြည့်ပါအဲ့တော့သူ့ရဲ့အေးအေးချင်းဒီသူ့ရဲ့တံပိုးဒီဘလောက်ရှိလဲကိုတံပိုးချပါစစ်ရှေ့ပိုင်းမှာတွေရခဲ့တဲ့ဘွဲ့နော် နောက်နောက်တစ်ခုရှိတယ်ဒီဟာနဲ့ပတ်သက်လို့တောင်ဆန်းစုကြည်ရတဲ့အခုသူပြောသွားတဲ့အဲမှာသူ့ရဲ့အောင်မြင်မှုကြော်ကြားမှုကြောင့်သူကအတ္တဘလောက်ကြီးလဲသူတာဓမီတွေအောင်စွန့်ပြဲဆိုတော့အဲ့ဒီအချိန်ကာလမှာအောင်မြင်မှုကြော်ကြားမှုဒီလိုမျိုးနိုဘယ်ဆုရလာလိမ့်မယ်ကဘာလေးစားတဲ့ပုံဖြစ်လာလိမ့်မယ်လို့ဒေါ်ဆန်းစုကြည်ကခံမှန်းလို့ရနိုင်လားရဘလို့ခံမှန်းမလဲဘာမှန်းအောင်မကြည့်ရဟာယူအွေး နိုဘယ်ဆုတို့ကဘာလေးစားတဲ့ပုံကလို့ဆိုအဝေးကြီးလောလောဆယ်မြန်မာနိုင်ငံမှာတော့ကောင်းဆောင်ဖြစ်မလားမဖြစ်မလားဆိုတဲ့ဟာကိုနေ့ကလူလူလက်ခံမလားလက်မခံမလားပေါ့အဲ့ဒါတော့မှသွေးကြီးလို့ရတယ်မရပါဘူးအဲ့ဒါသူဒီအတ္တကြီးလို့လောက်ခဲ့တာလားသူလာရိုးရှင်းနေဒေါင်းဆန်းစီဘွားရိုးရှင်းလေးပဲနော်ဒေါခင်ကြီးကိုသူဘွားတည်းကအိမ်ကြီးကပုတ်ခံတယ်သူကလေးဘွားတည်းကဘောက်ပို့လာတယ်နိုင်ငံရေးမှာဒေါခင်ကြီးနဲ့ ပတ်တက်ပြီးတော့ရှွတ်လာမှာစိုးလို့ညာအိန္ဒိယကိုတန်မှန်ဖြစ်နေပတ်ထုတ်လိုက်ပတ်ထုတ်လိုက်တော့မေတော့တန်းတော့တာပေါ့အဲ့တော့နိုင်ငံသားမှចောင်းတက်ပြီးကြီးလင်းလာတဲ့အမျိုးသမီးခလစ်ငယ်ငယ်ဘဝတည်းကအပြိုပေါ်မဝင်ဘဝတည်းကနိုင်ငံသားမှကြီးလင်းလာတဲ့အမျိုးသမီးတစ်ယောက်ကဒီနေ့ချိန်ကြီးချိတ်ထမိနေရင်ဝန်းအေးကြီးနေမြန်မာပြည်ကစစ်ဘုံချုပ်ပြီးမြန်မာပြည်မှာဆယ်တန်းအောင်နော်နိုင်ငံသားမှចောင်းမတက်ကြဘယ်လိုပုံစံနေကြလဲ ။ရောင်စန်းစတီအဲ့လိုနေရခင်ဗျားတို့မြင်ဘူးလား။အဲ့ဒါပဲ။ကျွန်တော်ကဘာမတူတာကိုအမြင်မတူတာနဲ့တိုက်ခိုက်လို့စိတ်နဲ့ပြောမယ်ဆိုရင်ဒီလူတယောက်ရဲ့ shoot အပေါင်းဆောင်မှာကျွန်တော်တို့ကြည့်တတ်ဖို့လိုအပ်တယ်။ရောင်စန်းစတီလော်လီပေါက်ပြနေရမြင်ဘူးလား။နော်။ပေါင်းမိချီလေးနဲ့မြင်စည်းတဲ့ပုံပဲရှိတယ်။နော်။မွန်ဂိုလီးယားသွားတဲ့အချိန်မှာ။နောက်ပြီးတော့တူတက်ထားတဲ့ဘာသာကျွန်တော်တို့ထိုင်းမှာအဲ့အမှန်တော့နှိုင်းရှင်ကြအောင်မယ်။အခုပြည်ပရောက်နေနေကြတယ်။ ထိုင်းမှာလာအလုံးလုပ်တယ်စဥပမာထိုင်းစကားမတတ်တဲ့လူတွေထိုင်းစကားတတ်တယ်ဘယ်သူကလဲဘယ်လောက်ကြည့်အရာဟုတ်တယ်နော်ဒေါအောင်ဆန်းစုကြည်ကဘာသာစကားခုနှစ်မျိုးကျွမ်းကျင်ပိုင်နေဆိုတာပြောတတ်တယ်ကျင့်တဲ့လူတွေပြောတတ်တယ်အင်္ဂလိပ်လူဆိုတော့ပြောမနေနဲ့တော့ဆိုတော့စဉ်းစားကြည့်သူ့ရဲ့လူဝင်စားမှု now 2d သူတေကနာစာနာပြုဖို့အတွက်အခုဝင်လေ့လုပ်နေတဲ့အချိန်မှာသူ့ယောက်ျား သူယောက်ျားဟာမြန်မာပြည်လာတဲ့အချိန်မှာထောင်လိုင်းကြီးတွေလိုက်မိငုံးဆရာတော်ကြီးကိုတွားဖူးတဲ့အချိန်မှာပါဠိလိုပါဠိလိုဆရာဘယ်နေမကေအရိကပြောတယ်ဆရာတော်ကပါဠိလိုပြန်ပြောတယ်အနောက်ကတတိယလူကိုလိုက်သွားတဲ့ထောင်လိုင်းကြီးတွေငုတ်လို့ပြီဘာနာမလဲတော့အဲ့တော့ပါဠိကိုအခုကျွန်တော်တို့ခေါ်နေတဲ့နော်ဟေတုပစ္စယောအရဟဏပစ္စယောဒီပိပစ္စယောဘာမှမဒီဗုဒ္ဓဘာသာလို့ပြောတယ် ေတုပစ္စည်းရောဘာပြောပြောမှမသိတဲ့လူကများတယ်ဟုတ်တယ်နော်ဒါတော့ကိုယ့်လင်းဝင်ခံမယ်ဒါပေမဲ့ဟေတုပစ္စည်းရောလို့ပြောလိုက်တာနဲ့ကျွန်တော်ဗုဒ္ဓဘာသာနိုင်ငံမှာကိုယ့်ကိုအဲမရွှေနိုင်ငံမှာတော့អော်တဲ့လူတွေအာငါတို့ကထေရဝါဒဗုဒ္ဓနိုင်ငံမှာတော့អော်တဲ့လူတွေဟေတုပစ္စည်းရောအနာမနာပစ္စည်းရောဆိုတာလပိဆိုင်မှာလပိရောင်းကောင်းဖို့ဈေးနိုင်မှာဈေးရောင်းကောင်းလို့ဖွင့်တဲ့အစင်းတော့တိပိမဲ့မိုက်ကယ်အက်ဒီတီဟေတုပစ္စည်းရောရဲ့အနက်ဒိတ်တွေပြပါလေအကုဒုကင်းရကုဒုနဲ့ရှင်တွဲရပါစေသားလူတိတယ် သူပါဠိကိုဘာသာပြန်တတ်တာဟုတ်အဲ့တော့ပါဠိကိုဘာသာပြန်နေတဲ့ပေါမောက္ခอืมရှင်းရှင်းလေးတန်ဖိုးတွေကိုမြင်နိုင်ကြည့်ဒါအရှိပိုင်းမှာအဲ့တော့ဒေါ်သစကြီးလာတဲ့ရုပ်ဆိုတော့သူပြောတာကျွန်တော်ပြောမယ်1980မတိုင်ခင်ကာလလူတွေရဲ့ဝိပုံစားဖို့ဖက်ရှင်အခုခင်ဗျနှိုင်းရှင်လို့ရရရ ခင်ဗျားတို့ကျွန်တော်တို့ငငယ်တုန်းကခင်ဗျားအခုခေတ်ပဲနိုင်ရှင်အောင်ဟို80ခုတော့ရှင်းစစ်အလွန်ခေတ်ကိုတော့မနိုင်ရှင်ကြောင်ကျွန်တော်တို့လူမန်းပိဇာအရွယ်ဒီရှင်းစစ်နောက်ပိုင်းပေါ့နော်အမှတ်မိတဲ့အရွယ်ဝတ်ပုံစားပုံစီရင်ပုံနေတဲ့ဒီနေ့ရောက်နေတဲ့ခင်ဗျားတူလားတူနော်နောက်ပြီးတော့ဓာတ်ပုံကာလာအနေထားသွားစကြည့်အဲချင်းလင်းနဲ့ဝင်နေဖြစ်ပြီးတော့ရက်နေတဲ့ပုံလေးကိုဒါတင်ပြီးတော့လာလုံးဝမမရင်ပြောတဲ့ပုံရှိပါတပြားပဲပါလာလို့ပြောတဲ့ပုံတော့ရှိတယ်နော်ဒါပေမဲ့သူတို့တွေကအဲ့လောက်တော့ပိန်းတာ အဲ့ဒီခေတ်ကရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံရှင်းရှင်းပြောရင်လေအဲ့ဒီခေတ်ကဓာတ်ပုံရိုက်ဖို့တော့ဘယ်ရောက်မှရှိလူတိုင်းရိုက်နိုင်တာဟမ်ရှင်းစစ်ရှင်းမတိုင်းခင်မှာဓာတ်ပုံလူတိုင်းလွယ်လွယ်ကူကူရိုက်လို့ရရိုက်နိုင်ကြအဲ့ဒီခေတ်ကသူဟာဓာတ်ပုံရိုက်နိုင်တယ်ဆိုတော့စဉ်းစားကြည့်လေဒါပေမဲ့အဲ့ဒီခေတ်ကဓာတ်ပုံစေးတာကာလာအနေထားဒီနေ့ခေတ်เนี่ยဘလို့မနိုင်ရှင်လို့မရဘူးလေကိုရီငင်ငယ်ပုံတွေပဲကြည့်ပါဦး ဒါပေမဲ့အဲ့ဒီပုံကိုယူတယ်ဒီနေ့ခေတ်မျက်လုံးနဲ့ကြည့်ပြီးတော့ဘာဖြစ်တယ်။အာလာတော့အကြည့်ဒီရုပ်။အော်လူတွေကျွန်တော်တွေ့အဲ့ဒါသူတို့ဘက်ကလူတွေမမှန်ရင်ပြောဆိုနေဟိုက်ကြည့်အဲ့ဒီဟိုကျွန်တော်တွေ့တယ်ဒီလူတွေကကိုတန်ဖို့ကိုဖြတ်နေကြတာ။သူတို့ကတော့ဒေါင်းစစ်ကြီးကိုမလုံးမုန်းထားတဲ့စိတ်နဲ့သူတို့ကတိုက်ခိုက်နေတာ။ဒါပေမဲ့တိုက်ခါကြွားရတယ်ဘုဒ္ဓဒေါင်းစစ်ဟုတ်ဘူး။ဟမ်မဟုတ်ဘူး။အဲ့ဒီတိုက်ခိုက်တဲ့လူတွေအားလုံးအင်္ဂလိပ်လိုနိုင်ငံတကာနားလည်အောင်ဖောက်လို့ကြည့်အောင် တကပါလုံးအောင်အဲ့ဒီဂျောင်းဆန်းစုကြီးကိုတိတ်ခိုက်အထင်သေးတိတ်ခိုက်ကြအောင်မလားပြောတဲ့လူကိုအထင်သေးဝမ်းမလားအဲ့ဒါလို့တုံးတက်ပါလေဒီများတစ်ခါဟုတ်တယ်ဟုတ်တယ်မလားအဲ့တော့ဒေါ်ဆန်းစုကြီးအခုနောက်ပိုင်းမြန်မာနိုင်ငံမှာဒေါ်ဆန်းစုကြီးဆိုတာအကုန်ဆုံးဆိုင်တစ်ဆိုင်တော့မဝင်ထားဘူးဒါပေမဲ့တူရတဲ့နိုဘယ်ငြိမ်းချမ်းစုတီဒေါ်လာတန်းနဲ့ချီရတာနော်မြန်မာငွေတန်းနဲ့ချီမဟုတ်ဘူးနော်ဒေါ်လာဒေါ်လာ နော်အဲ့တော့ဒေါ်လာ100အောင်ပဲတွက်ကြည့်မြန်မာနိုင်ငံမှာအခုဒေါ်လာ100အောင်တွက်ကြည့်ဒေါ်လာ100အောင်တွက်ကြည့်အဲ့ဒီတန်းတဲ့ချီရတဲ့ဒေါ်လာပြီးသူထုတ်ဝေခဲ့တဲ့စာအုပ်ပေါင်းလေ့လာကြည့်ပါအဲ့ဒီစာအုပ်တအုပ်ရောင်းရတိုင်းတူတက်ပါစင်နဲ့အမြတ်ရအဲ့တော့ကဘာကျော်အောင်ထုတ်ဝေခဲ့တဲ့စာအုပ်တအုပ်ကရောင်းအားတစ်နှစ်အတွင်းဘလောက်ဝင်လဲစာအုပ်တအုပ်ရောင်းရတိုင်းသူ့ရဲ့ယာဂိုင်တော့တောက်ချောက်ခုရှိဝင်နေတယ်စဉ်းစားကြည့် เนาะအဲ့ဒါပဲကျွန်တော်တိုက်ခိုက်လို့စိတ်နေတာတွားပြီးပြောလိုက်မယ်ဆိုရင်ဘယ်လိုလဲကကြောင်ကိုပဲလိုက်ကြမယ်အခုဒီအမျိုးမျိုးတွေးပြောရတဲ့အဲမှာเนาะနံပါတ်1သူပြောတာလာရဲ့ယောကျွန်တော်ပြန်ရှင်းပြကိုရရင်เนาะ NK လူတိုင်းဓာတ်ပုံမရိုက်နိုင်တဲ့ခင်မှာတော့ဓာတ်ပုံရိုက်နိုင်တဲ့ဒေါအောင်ဆန်းစုကြည်အဲ့ဒီခေတ်ကာလာစေးသားကိုဒီနေ့ခေတ်မျက်လုံးနဲ့ကြည့်လို့ရပါသလားအဲအခုเนาะနောက်တစ်ခုရှိတာက ထင်ရှားကြော်ကြားဖို့ကဘာကြော်ဖို့ဆိုတာအဝေးကြီးတီတွေကပြည်သူလက်ခံလားမခံလားတော့မတီးပဲနဲ့ตาနဲ့လေကိုပြစ်ပြီးတော့တူထင်ရှားကြားဖို့ကြော်ကြားဖို့ဆိုတဲ့အလုပ်ကိုလုပ်မလားခမားဆုံးရောလုပ်မလားဟုတ်ဟုတ်တယ်မလားเนาะနောက်တစ်ခုတူက1080မတိုင်ခင်တည်းကဘွဲရတာတဲ့လူတယောက်လူဝင်ဆက်မှုဘယ်လောက်ရှိနေခမားတို့ကျွန်တော်တို့ပတ်ဝန်းကျင်မှာပဲကြည့်လိုက်88နောက်ပိုင်းမှာဘွဲရတာတဲ့လူတွေတော့เนาะကျွန်တော်တို့ယူအမှာအရင်ခေတ်ကဆိုရင်လေ အလဲခန်းအောင်ကြောင်းစီရလှုပ်ဖွင့်ရှိတယ်။ရွာကြောင်းတွေမှာအလဲခန်းလေးမဲ့နော်အခြေခံပညာအထက်တန်းတော့မဟုတ်ဘူးအလဲခန်းအောင်အောင်ကြောင်းစီရလှုပ်ဖွင့်ရှိတယ်။အရင်ခေတ်ကကြောင်းစီရအိုကြီးလေဆိုရင်ချွတ်တဲ့ဆိုအလဲခန်းအောင်နေတော့ပါချွတ်ဆိုမူလခန်းအောင်တော့ပါအဲ့တော့သူကအလဲခန်းအောင်လားမူလခန်းအောင်လားအထက်တန်းအောင်လားအိုးအောက်ဆုံးတက်ကလေးကဘွဲရထားတာသူရခဲ့တဲ့ဘွဲလေးကိုလက်ရည်ကြည့်တပုံကြီးအဲ့တော့ ကျွန်တော်တို့ကဒေါ်စန်းစီကိုမလုံမုံးထားစိတ်နဲ့မကြိုက်ခွင့်ရှိတယ်မကြိုက်ခွင့်ရှိတယ်လူတယောက်ကိုကြိုက်တာမယ်ငါကြိုက်တယ်လို့မင်းတို့ကြိုက်တာမယ်မင်းတို့တိုက်တယ်လို့ငါကြိုက်တာပြောလို့မရပါနဲ့မှန်တယ်မကြိုက်တာလူကျွန်တော်လည်းမင်းအောင်နိုင်ကိုမကြိုက်ခွင့်ရှိတယ်ဒါပေမဲ့မင်းအောင်နိုင်မှာမရှိတဲ့အဖြစ်ကိုလောက်ချက်လီစေပြီးကျွန်တော်ပြောခွင့်မရှိဘူးမင်းအောင်နိုင်မှာရှိတဲ့အဖြစ်ကိုဒါလည်းကျွန်တော်ပြောခွင့်ရှိတယ်ထို့နည်းတူပဲအခုဒေါ်စန်းစီကိုတိုက်ခိုက်နေကြတဲ့သူတွေပြန်ကြည့်လိုက်ဘယ်ကစတိုက်ခိုက်တယ်ပေါ့ဟုတ်တယ်နော် နေဝင်းလက်ထက်ကထဲကဒေါ်အောင်ဆန်းစုကြည်ကိုစတ်တိုက်ခိုက်တာအစိုးဆုံးကတော့ဒီနာဖလက်ထက်မှာပေါ့နဝတလက်ထက်မှာဘလောက်ထိတိုက်ခိုက်လဲစစ်ဖို့စစ်တပ်ရဲ့ဘုံချုပ်တွေနိုင်ငံတခုရဲ့စစ်တပ်ခေါင်းဆောင်တွေကနိုင်ငံပိုင်နဲ့ရုတ်တန့်နိုင်ငံပိုင်ရုတ်တန့်ထုံးလွှင့်မှုဆိုတာခင်ဗျားတို့ကြောညာတင်တာတော့မှတမိနစ်ကိုဘလောက်အစက္ကန့်ကိုဘလောက်ပေးရတာနည်းနည်းလုံးလုံးပေါ့ဘူးနေ့နေအောင်ပေးရတာဟုတ်တယ်နော်အဲ့ဒါလို့နိုင်ငံပိုင်ရုတ်မြင့်တန်ကြား ရေဒီယိုသတင်းစာသတင်းစာထဲမှာနိုင်ရေးလေးကြော်ညာတစ်ခွက်ထပ်လောက်ပေးရတယ်အေးအဲ့ဒါလို့အဲ့လောက်ပါဝါရှိတဲ့နေရာတွေကနေဘဒူကတိုက်ခိုက်တာတာမန်အခြေခံလူမဟုတ်ဘူးနော်နိုင်တကူရဲ့စစ်တပ်ခေါင်းဆောင်တွေကအင်းနဲ့အားလိုက်တိုက်ခိုက်တာကာတွန်းပုံတွေထည့်တဲ့ကျွန်တော်ငငယ်ဒါအခုကကလေးတော့တိအောင်မဟုတ်တော့ဘူးအာဒေါ်ဆန်းစတူဒီယိုပြည်ပြက်မာကြီးမိတ်ဆာမာကြီး အာမျိုးစုံကာတုံးတွေဆွဲပြီးတိုက်ခိုက်ဒေါန်ဆန်းစုကြည်ကြောင့်အနောက်အုပ်စုကဘာဖြစ်အာဘလို့မချောင်းမနာရရစတိုက်ခိုက်တာနေဝင်ဘာဖြစ်သွားလဲပြောက်သွားနေဝင်ပေတဲ့အချိန်မှာဘလို့ဒေဝါးရတယ်တိတာလူစေရောက်မပြည့်ဘူးမတာဘူးတူးတူးသေးသေးချလိုက်တယ်အော်နေဝင်ဆိုတာနည်းနည်းနော်နော်အင်ပါယာမဟုတ်ဘူးနော်ချမ်းသာကြွယ်ဝမှုနည်းနည်းနော်ကြွယ်ဝမှုဒီအင်းနေဝင်တို့တိုင်းပေါ်တက်ပြီးတော့ကတော့ဗာလီးလံပြနေတာအဲ့ဒီတီတူးကြီးကခိုးခဲ့တဲ့ဟာလေး ညိုဆို့ပြီးတော့လှုပ်ခြင်းလှုပ်နေတာနေဝင်းစောမောင်တန်းရွှေခိညွတ်တိန်စိအခုတောင်းလိုက်တာမေလို့တယောက်ပြီးတယောက်ယောက်ျားရင်းမာကြီးဒီပြောင်းသွားတယ်ဒေါက်စန်းစုကြီးဘာဖြစ်ဒေါက်စီတကူရှိနေလို့လားမဟုတ်ပါဘူးတောင်းမတူဝင်းညံ့ထားတဲ့ဒီအခုဆိုအောက်ဆိုတက်ကလူကဘွင်းရတယ်ဆိုပြီးတော့နော်နိုဘယ်ငင်းငင်းစုဖြစ်လို့ကဘာတူကိုကြောင်းတော့ကံပြူတော့လို့မဟုတ်ပါဘူးချုပ်ချပါလေကောက်ွက်ပါလေထံကုန်လို့စီးပွားရေးပြည့်စုံလာတာပဲ အဲ့တော့ဘာဖြစ်လို့သူမှန်းနေလို့သူရမားကြီးပါလွင့်ဝါးကကြာပြီဗော Okay ကိုစီကျေးဇူးထူးတယ်နဲ့ကျွန်တော်မိသားစုတွေဗီဒီယိုအရန်ရှည်သွားမှာဖြစ်တဲ့အတွက်ဒီလောက်ပါပဲဗျတကယ်နော်ကျွန်တော်နိုင်ငံအတွက်ကဘာကြီးအတွက်လို့ပါပြောလို့ရရတော်တော်ကို ရှင်နဲ့စရာနဲ့နာစရာကောင်းလောက်တန်ဖို့ရှိတဲ့သူလောက်ပညာအတက်အမြင့်ကျွယ်ဝနေတဲ့လူတို့ပေါ်မှာချစ်နေတဲ့အမေအိုကြီးအမေထောင်ဆန်းစုကြည်ကိုဒီကောင်းဒီထောင်ထဲထဲ့ထားရစ်တာဟိုကတိုင်းပြည်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးနောက်ပြီးတော့ကျွန်တော်တို့အမေစုကိုတိုက်ခိုက်နေတဲ့သူတွေကိုလည်းကြည်လိုက်လူကြီးတော့နှစ်ပဲမတန်ဘူးဗျာခမားတို့တွေခမားတို့တွေတိုင်းပြည်ကောင်းဆောင်ဆိုတာတွေတိုင်းပြည်ချစ်စိတ်ဆိုတာတွေကိုခဏမေ့ထားလိုက်အောင်ဘာသာစကားခုနှစ်မျိုးပြောတတ်တယ်ကျွန်တော်အင်္ဂလိပ်စာတစ်ခုရဖို့တောင်းလူတယောက်ဘယ်လောက်ထိ လေ့လာရတယ်အဲ့ဒါလေးပဲရှင်းတယ်ကျန်တာတွေဝေးပြောစရာမလိုဘူးအဲ့တော့ကျွန်တော်တို့အမေကတော့ခွေးယူးတွေနဲ့ခွေးယူးနောက်လိုက်တွေဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်အမေကတော့ပြုံးပြုံးလေးနဲ့ပန်းပန်းမပြစ်ဘူးအဲ့တော့ကျွန်တော်ဒီပွဲပြတ်မှာကျွန်တော်တို့အမေကိုအသက်80ကျော်အဖွားအိုကြီးကိုလွတ်လွတ်လပ်လပ်ပြန်နေလို့ရမှာကျွန်တော်အိမ်ဦးခန်းမှာထားလို့ရမှာဗျအဲ့တော့ 34မှာအသွေးအေးမသွားပါနဲ့လို့တောင်းဆိုရင်းနဲ့ဂျေစုတင်နဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မပက်တော်သားတယောက်ချင်းဒေါ်နန်ဒီသက်လေးပါလို့ဆုတောင်းရင်းနဲ့